တိတ်လှတဲ့မျိုးလေးတိတိန်ရန်ကုန်ကနေကလေးမျိုးထီအောင်18နာရီကျော်ကားစီးခဲ့ပြီးတော့ချင်းပြည်နယ်တိတိန်မျိုး9နာရီလောက်ကားထက်စီရတဲ့ကျွန်တော်ကားမှုမှလည်းကြောက်သေးဘလို့ကားမှန်းမှမသိတာ နေ့လယ်တနာရီလောက် ကလေးမျိုးကဆထွက်တာနဲ့လေပူနေပူရရပါပြီးသားအဆာတော့ကောက်ကိုနောက်ဆုံးတန်းမှာပြတင်းပေါက်ဖွင့်ပြီးတော့စီးခဲ့တာပေါ့45မိနစ်လောက်စီးပြီးတော့တောင်တန်းဒီပေါ်စပြီးတက်တာနဲ့အံအောရလောက်အောင်ကို နှွေးခေါင်ခေါင်မှာအေးခနဲ့ဖြစ်သွားတဲ့ခံစားချက်ကကျွန်တော်အကျိုက်နဲ့ရတော့တတူပါပဲကျွန်တော်အေးအေးကြိုက်တော့ပျော်သွားတာပေါ့နောက်15မိနစ်လောက်ကြာတော့ဝိုးခနဲ့ဖြစ်သွားရလောက်အောင်တောင်ခိုးတောင်ငွေတွေမြူတွေနဲ့မြင်းလေသမ ्या ဟာလှနေပါတော့တယ်ဆောင်းရင်းရောက်သွားသလားတောင်ထင်နေရအောင်အေးနေတော့တာပဝန်းချင်းရှူခင်းတွေရလဲတမျောတခေါ်လှလိုက်တာကာမှုမှမပြောနဲ့ဗီဒီယိုတောင်ရိုက်လိုက်နဲ့ တောင်စလတ်တွေများပွင့်နေမလားဆိုပြီးရှာလိုက်အရာရာဟာပျော်စရာကိုကောင်းနေတော့တာကားဆရာကတော့မောင်းနေကြအတိုင်းအတကုံမောင်းတာဗျပေ9000ကျော်မြင်းနဲ့ပေါ်မှာပြုတ်ကြရင်လည်းမလွယ်ဘူးလေတယောက်တည်းပြများနေရတယ်ကျွန်တော်ပါတဘာဝလှတရားကိုလည်းကိုတိုင်ကိုကြခန်းစားထိတွေ့နေရတာဘလောက်များကောင်းလိုက်လဲတောင်တက်တနေရာမှာတော့ကားကိုထိုးရက်ပြီးတော့သူတို့ဘာသာအရအနေနဲ့ကင်းအောင်ဆူတောင်းရွက်ဖတ်ကြသေးတယ် ကျွန်တော်ကတော့ဘာဖြစ်ပါလဲဆိုပြီးတော့ကြောင်တော်တော်နဲ့ကြည်ပြီးတော့ကျွန်တော်ကိုးခွဲတဲ့ဘာသာရဖျားစာတွေကိုရပ်ပစ်တောင်းခဲ့တာပေါ့ကိုးခွဲရမတူဘာသာတွေကတော့မတူပေမဲ့အနိုင်ကင်းဘေးရှင်းဖို့အတွက်ယုံကြည်ချက်တွေကတော့အတူတူပဲဆိုတာကိုတော့သိခဲ့ရတယ်ဒီလိုနဲ့မြင်လေသမားကကျွန်တော်အတွက်တော့အရန်ကိုလှနေပါတယ်ပင်လယ်တွေကိုသဘောကျသလိုမျိုးတောင်တန်းတွေကိုလည်းချစ်တဲ့အတွက်၄နိုင်လောက်ကာစီပီရဲ့အချိန်မှာတော့ချင်းရွာလေးတရွာပြီးတရွာကိုဖြတ်ခဲ့ရပါတယ် ဆောင်းရသည့် cherry ပွင့်ချိန်တောက်ဇလန်ပွင့်ချိန်မဟုတ်ပေမဲ့အရန်အေးပြီးတော့လှနေတဲ့တိတိမျိုးလေးကိုအရန်ကိုသဘောကျခဲ့ပါတယ်။တိတိမျိုးလေးအကြောင်းကိုအချင်းချင်းလေးပဲရည်သွားပါမယ်။အရန်ရှည်လွန်နေရင်လည်းဖတ်ရမှာ ပြင်သွားမှာစိုးလို့ပါ။အရန်ကြီးတော့လည်းခြုံလို့မရပြန်ဘူးလေ။ဒီလောက်လှတဲ့မျိုးကိုမတရားရကြလိမ့်မယ်။အဲ့ဒါကြောင့်ဆက်ဖတ်ပြပါနော်။အေးမြလက်ဆက်တယ်လီမှုံရင်နေတဲ့တောင်တန်းတွေခံမမှုတိတ်ခက်တဲ့မနှက်ဖြန်နိုင်ရလှနေမှာပါ မေးလိုက်တိုင်းတယောက်တစ်မျိုးစီနာမည်ပြောနေကြတဲ့အသည်မမန်သည်မမွန်သည်ဆတ်ချူမာသည်ချယ်ရီသည်စုံနေတာပဲနာမည်တွေကချင်းပြုံပြုံနဲ့ဆိုတော့နည်းနည်းပဲစာပြစ်တယ်အနံလေးကမှွေးပြီးတော့အင်ကြီးတာမကုံလို့ပြန်သိမ်းထားလိုက်တယ်နောက်ရမှပြန်ဆောင်မယ်ဆိုပြီးတော့ပေါ့တအားကိုအေးမြနေတဲ့ချင်းရွာလေးတရွာပါပဲတီးတဲ့ရင်ဂက်ဆောက်ကိုရောက်တာနဲ့နေမယ့်အခန်းကိုရှောက်ကြည့်ပြီးတော့ထုံးစံအတိုင်းလာသာဆောင်ထွက်ကြည့်ရတာအမောလေး လှားလိုက်တဲ့တောင်တန်းကြီးရဲ့ပေါ်မြူကလေးပဲတောင်တက်ဆင်းတွေနဲ့ချစ်စရာအိမ်လေးဟာအများကြီးပဲအပေါ်စီးရနေကြည်ရတဲ့ feeling ကိုအချိန်ဆုံးတွေရာတစ်ခုပဲအပေါ်စီးရနေကြည်ရတဲ့ feeling ကလည်းအချိန်ဆုံးတွေရာတစ်ခုပဲလှမ်းမိနေရတဲ့ဖះချောင်းလေးကလည်းတကယ်ကိုဆွဲဆောင်နိုင်လို့နာအခန်းထဲကိုရောက်တော့ခဏနာပြီးတော့အပြင်ထွက်ဖို့ပြင်ရတော့တာလေဘယ်နာပါရှိရတော့ထွက်ကြည့်အောင်ပါ လျှက်စင်မီယာည6နာရီနဲ့10နာရီအထိပဲဆိုတော့ဖုန်းအောင်သွင်းမယ်တကူးကူးဆိုရက်ဆက်ရှင်ကိုတွားပြီးတော့အားပါသွင်းရတာပေါ့အခန်းကားကလည်းဈေးမကြီးသလိုအရာရာအဆင်ပြေပါတယ်တကူးကူးဆိုသူတို့ delay သူတို့ရဲ့လုံထုံအတိုင်းပြောကြလောက်ကြတာတော့နေရာတိုင်းတွေ့ရတာပေါ့ရှူသားပြီးချက်စရာကောင်းတဲ့အမှုရှင်လေးတွေပါရှိမှုချူပြီးတောင်ပေါ်မှာဆိုတော့လင်းလင်းထင်းထင်းရှိတော့မယ်ဘောလုံးကြီးပေါ်မှာတဖမ်းမှုကောင်းတဲ့နေရာလေးပေါ့အခြားရာတွေကိုလည်းမြင်ရသလိုမျိုး တခြားရွာတွေကိုလည်းလှမ်းမိနေရသလိုတိတိမျိုးကိုလည်းအပေါ်စီကမြင်နေရတဲ့နေရာလေးချယ်ရီပင်တွေလည်းမပွင့်မီမဲတောင်ဇလတ်တွေလည်းမပွင့်သေးဘူးချယ်ရီပင်တွေတောင်ဇလတ်ပွင့်နေချယ်ရီတွေတောင်ဇလတ်တွေလည်းမပွင့်သေးတော့စိတ်မမ်းမြတွေနဲ့ပဲမရမကဓာတ်ပုံရိုက်ခဲ့ရတာပေါ့ချယ်ရီတွေပွင့်တဲ့အချိန်ဆိုဘလောက်တောင်များလှနေလိုက်မလဲတိတိမျိုးရဲ့ဟိုးဝေယအမြင့်ပေ9000ကျော်မှရှိတဲ့မျိုးလေးဟာတိတိမျိုးလေးပေါ့ ကိုနေတဲ့အခန်းလေးကဘယ်နာလဲဆိုတာကိုပြန်လဲကြည့်နေရတယ်ညနေခင်းလေးလေဒီတိတ်မျိုးလေးဟာအေးချမ်းပြီးတော့ခီးသွားအဲ့တဲ့တွေတိတ်ကူမလာကြဘူးတဲ့စီကားပြီးတော့ရှုပ်ရှက်ခတ်မနေဘူးလေတိတ်ဆိတ်ပြီးတော့အေးချမ်းတဲ့မျိုးလေးပေါ့ညညနေတိုင်းမှာတော့နေဝင်ကြတာကြီးပဲလေတိတ်လာတဲ့နေရာသဘောကျတဲ့တောင်နှံအေးများတဲ့ရာသီအချောင်တောက်တဲ့တိမ်တောင်တိမ်လေးတွေနဲ့အတူ နေဝင်ရတဲ့ညနေတိုင်းဟာအရန်ကိုလှနေမှာတော့အမှန်ပါပဲဒီလိုနဲ့ညစာစားဖို့ရွှေနဂါးဆိုတဲ့စားသောက်ဆိုင်လေးကိုရောက်ခဲ့တယ်စားသောက်ဆိုင်ရှားရတာလည်းတကယ်မလွယ်ဘူးရဲ့စားသောက်ဆိုင်ဆိုပေမဲ့တကယ်စားသောက်ဆိုင်လို့ပြောရအောင်ဆိုင်နဲ့မတူပဲအိတ်တန်အင်းရဲ့အဲ့တဲ့အပြင်နဲ့ရောက်သွားသလိုမျိုး အခင်းအကျင်း အပြင်စင်တွေနဲ့ပေါ့တောင်ဇလဝိုင်ကိုတောက်ချင်ပြီမဲ့မတောက်ခဲ့ရဘူးလေစပြေဝိုင်နဲ့ပဲခြေနှက်ခဲ့ရတယ်မမရရ ဝသားတော့ရဲ့အရသာကတော့အလိုက်ဖက်ဆုံးညာစာတစ်ခုပါမနေ့စောစောထပြီးအေးနေတဲ့ချိန်တပုံထွက်ရိုက်ဖို့ရည်ရွယ်ချက်ကလည်းရှိတော့စိုက်ဖို့ဆိုတာတကယ်ကိုမိုင်မဲလွန်ပါတယ်လေနိုင်ရန်တစ်ခုရှိုံနဲ့အဆင်ပြေတဲ့ကျွန်တော်အတွက်တော့အကြိုက်တွေ့ရပါဘို့အဲ့လိုမျိုးတွေးဖို့ကလည်းကြောင်ကြောင်ကြားအထိရှောက်သွားသေးရနော် ဆန်နေဆိုတော့ဆန်နေစကူးသွားကြတာပေါ့တမျိုးလုံးအောင်တိတ်ဆိတ်ခြောက်ကက်နေရပဲတခုခုများဖြစ်နေသလားတောင်ထင်ရတယ်ဘယ်ဆိုင်မှမဖွင့်ကြဘူးဘယ်မှမသွားကြပဲနဲ့အိမ်ရဲ့ဖခင်ကြီးရဲ့သွားကြတာတဲ့ဇီးရီကလည်းပိတ်တယ်ပေါ့အဲ့ဒါနဲ့ပဲရီကိုသွားဖို့တော်တော်ဒုက္ခရောက်ခဲ့ရတာကားငှားလို့လည်းမရဆိုင်ကယ်ငှားလို့လည်းမရဘူးမရမကရှိပြန်တော့လဲတသိန်းတောင်းတာတနေကုန်လေဆိုင်ကယ်ဒီငှားတော့ ငါလေးဆိုင်ငယ်တွေကလည်းငါလေးငါထားမရှိဘူးတဲ့သူတို့စီမှာစီလာတဲ့ကားဂိတ်ကချင်းမကြီးအကူကြီးနဲ့ရီကိုသွားလှမ်းမိနေရတဲ့ဖះချောင်းလေးကလည်းတကယ်ကိုဆွဲဆောင်နိုင်လို့နာအခန်းထဲကိုရောက်တော့ခဏနာပြီးတော့အပြင်ထွက်ဖို့ပြင်ရတော့တာလေဘယ်နာပါရှိရတော့ထွက်ကြည့်အောင်ပါလျှက်စင်မီယာညာ6နာရီနေ10နာရီအထိပဲဆိုတော့ဖုန်းအောင်သွင်းမယ်တကူးကူးဆိုလွတ်ဆက်ရှင်းသွားပြီးတော့အားပါသိမ့်ရတာပေါ့ အခန်းကလည်းဈေးမကြီးသလို အရာရာအဆင်ပြေပါတယ်တခုခုဆိုသူတို့ delay သူတို့ရဲ့လုံထုံအတိုင်းပြောကြလောက်ကြတာတော့နေရာတိုင်းတွေ့ရတာပေါ့ရှူသားပြီးချက်ဆရာကောင်းတဲ့အမှုရှင်လေးတွေပါရှီမိုချိုပြီးတောင်ပေါ်မှာဆိုတော့လင်းလင်းထင်းထင်းရှိတော့မယ်ဘောလုံးကြီးပေါ်မှာတဖမ်းမှုကောင်းတဲ့နေရာလေးပေါ့တခြားရွာတွေကိုလည်းလှမ်းမိနေရသလိုတိတိမျိုးကိုလည်းအပေါ်စီကမြင်နေရတဲ့နေရာလေးချယ်ရီတွေတောင်ဇလက်တွေလည်းမပွင့်သေးတော့ စိတ်မမ်းမြလေးနဲ့ပဲမရမကဓာတ်ပုံရိုက်ခဲ့ရတာပေါ့ချယ်ရီတွေပွင့်တဲ့အချိန်ဆိုဘလောက်တောင်များလှနေလိုက်မလဲတိတိမ်မြူရယ်ဟိုးဝေယာအမြင့်ပေ9000ကျော်မှရှိတဲ့မြူလေးဟာတိတိမ်မြူလေးပေါ့ကိုနေတဲ့အခန်းလေးကဘယ်နာလဲဆိုတာကိုပြန်လဲကြည့်နေရတဲ့ညနေခင်းလေးလေတိတိမ်မြူလေးဟာအေးချမ်းပြီးတော့ခီးသွားအဲ့တဲ့တွေတိတ်ကူမလာကြဘူးတဲ့စီကားပြီးတော့ရှုပ်ရှက်ခတ်မနေဘူးလေတိတ်ဆိတ်ပြီးတော့အေးချမ်းတဲ့မြူလေးပေါ့ ညနေတိုင်းမှာတော့နေဝင်ကြတာကြီးပဲလေတိတ်လာတဲ့နေရာသဘောကျတဲ့တောင်နှင်းအေးများတဲ့ရာသီအယောင်တောက်တဲ့တိမ်တောင်တိမ်လေးတွေနဲ့အတူနေဝင်ရတဲ့ညနေတိုင်းဟာအရန်ကိုလှနေမှာတော့အမှန်ပါပဲဒီလိုနဲ့ညစာစားဖို့ရှင်နဂါဆိုတဲ့စားသောဆိုင်လေးကိုရောက်ခဲ့တယ်စားသောဆိုင်ရှာရတာလည်းတကယ်မလွယ်ဘူးရဲ့စားသောဆိုင်ဆိုပေမဲ့တကယ်စားသောဆိုင်လို့ပြောရအောင်ဆိုင်နဲ့မတူပဲအိတ်တန်အင်းရဲ့ဧည့်သည်အပြင်နဲ့ရောက်သွားသလိုမျိုး အခင်းအကျင်းအပြင်းစင်တွေနဲ့ပေါ့ တောင်ဇလဝိုင်ကိုတောက်ချင်ပြီမဲ့မတောက်ခဲ့ရဘူးလေစပြေးဝိုင်နဲ့ပဲကျဉ်းနှက်ခဲ့ရတယ်။မှတ်မှတ်ရရဝသားတော့ရဲ့အရသာတော့အလိုက်ဖက်ဆုံးညာစာတစ်ခုပါ။မနေ့စောစောထပြီးအေးနေတဲ့ချိန်တပုံထွက်ရိုက်ဖို့ရည်ရချက်ကလည်းရှိတော့ဆိုက်ဖို့ဆိုတာတကယ်ကိုမိုင်မဲလွန်ပါတယ်လေ။နိုင်ရန်တစ်ခုရှိုံနဲ့အဆင်ပြေတဲ့ကျွန်တော်အတွက်တော့အချိုက်တွေ့ရပါတော့။အဲ့လိုမျိုးတွေးဖို့ကလည်းကြောင်ကြောင်ကြောင်ကြားအထိ ရှောက်သွားသေးရနော်။ ဆန်နေဆိုတော့ဆန်နေစကူသွားကြတာပေါ့တမျိုးလုံးအောင်တိတ်ဆိတ်ခြောက်ကက်နေရပဲတခုခုများဖြစ်နေသလားတောင်ထင်ရတယ်ဘယ်ဆိုင်မှမဖွင့်ကြဘူးဘယ်မှမသွားကြပဲနဲ့အိမ်ရဲ့ဖခင်ကြောင့်ရဲ့ပဲသွားကြတာတဲ့ဇီးရီကလည်းပိတ်တယ်ပေါ့အဲ့ဒါနဲ့ပဲရီကိုသွားဖို့တော်တော်ဒုက္ခရောက်ခဲ့ရတာကားငှားလို့လည်းမရဆိုင်ကယ်ငှားလို့လည်းမရဘူးမရမကရှိပြန်တော့လဲတသိန်းတောင်းတာတနေကုန်လीအ ဆိုင်ကယ်တွေကလည်းငှားလေးငှားထားမရှိဘူးတဲ့သူတို့စီမှာစီးလာတဲ့ကားဂိတ်ကချင်းမကြီးအကူညီနဲ့ရီကိုသွားဖို့တရုတ်ဆိုင်ကယ်တစ်စီးရှာရှာပပရခဲ့တယ်ပျော်လို့မဆုံးတဲ့တိတိတ်မနက်ခင်းလေးပေါ့တရုတ်ဆိုင်ကယ်အကြောင်းကလည်းသိရဟုတ်တိတိတ်ကနေ32မိုင်ကျော်မောင်းပြီးတော့မှရောက်မှာလမ်းကလည်းမဆိုးပါဘူးပေါ့လေနာယူဝဲလောက်မောင်းပြီးတော့မန်ဆောင်တထားကိုရောက်တယ်တိတ်လာတဲ့နေရာလေးပေါ့ရှားတီရူကလည်းအေးနေတာ တံတားပေါ်မှာလည်းတပ်ပုံရိုက်တယ်။စိမ့်မြနေတဲ့တောင်တန်းကြီးကြားထဲကအဝါရောင်မန်ဆောင်တံတားလေးကအရန်ကိုလှနေပါတယ်။မြည်ရလည်းရေကူးချင်လောက်အောင် ကြည်လင်းပြီးတော့အေးစိတ်နေတာရေစီးတဲ့နေရာလည်းအရန်ကိုအသက်ဝင်လွန်လှတယ်။လိုက်တွေးလို့ခေါ်တဲ့ရွာလေးတရွာကိုရောက်ဖို့တော်တော်ကြမ်းတဲ့လမ်းလေးကိုဖြတ်ခဲ့ရတယ်။တော်တော်ကိုကြမ်းပါတယ်။တော်ယုံဆိုလှဲပြန့်ချင်လောက်အောင်ကိုပင်မမှုမျိုးဖြစ်စီမှာအမှန်ပဲ။ကားငါမရခဲ့တာကံကောင်းတယ်လို့ပြောရမယ်။ ကားဆရာလည်းသူ့နဲ့ဆိုတော့အသံကုန်မောင်းမှလေဘယ်စီရဲပါမလဲတောင်ဆောင်လေးပေါ်မှာအခွေးအကောက်မျိုးစုံနဲ့ဒလင်းကောက်ကွေးတွေဖြစ်ကုန်မှာတော့အသေးကြပါပဲကဲနီးလဲစာစားဖို့ချင်းရွာလေးတွေ့ရမှာခဏနာခဲ့တယ်ဝတ်သနီချပြီးတော့အစုံပါပဲစီတိုဦးပဲနီချက်ကစွန်ရွက်ချင်းရေကော်ဘီပြုတ်ငဖဲသုတ်ခန်းချင်းတီးရဲ့ချင်းမောင်ဟင်းရဲ့ချင်းမောင်ဟင်းရဲ့ဆလတ်ရွက်ချင်းရီကတော့ကျွန်တော်ခြိုက်တော့အများကြီးကိုထပ်ထည့်ပေးကြတာ ြည်လိုက်တာနဲ့ကျွန်တော်ပကံရဝက်ဆက်ခွက်လိုမျိုးဖြစ်နေရောပဲဒါပေမဲ့ရသာတော့အရန်ပေါပြုတ်ပြီးတော့ရေလုံးပြုတ်လို့ဖြစ်နေတာပေါ့စားနေနေခက်ပြီးတော့တောက်တော့အဆင်ပြေပါတယ်လေငဖက်တော့ကတော့ကျွန်တော်ကထီအောင်မထီခဲ့ဘူးအရန်ဝငန်တူးနေလို့သူတို့ကတော့အရန်ကိုစေတနာပါကြတယ်တကယ်ကိုထမင်းမင်စေခဲ့တဲ့နီးလက်စာလေးပါပဲစားပြီးတော့ရှင်းမဲ့ဆိုတော့ဂျန်နဲ့ဝက်သားနှစ်ခွက်ကိုကျွန်တော်ရှိပါပဲသူတို့ကပေါင်းထက်ပြီးတော့တပွဲလုတ်လိုက်တာ တကယ်ကိုပွင့်လင်းယူသားတဲ့ဒလေးစရိုက်လေးပါပဲရည်လဲရှိချင်တယ်သဘောလဲကြပြီးတော့ပြုံးမိတယ်ချစ်စရာကောင်းတဲ့တောင်ပေါ်သူတောင်ပေါ်သားတွေပါပဲတောင်နန်းနေရာလဲတမျောတခေါ်ဘယ်နေရာဘယ်စီမံမသိတဲ့နေရာတွေကိုဖြတ်ကျော်ခဲ့ရတယ်ဖြတ်ခဲ့တဲ့လမ်းတွေကိုလှည့်ပြန်ကြည့်ပြီးတော့အံဩရသလိုမျိုးဆက်သွားရမယ်လမ်းတွေကိုလည်းကြည့်ပြီးတော့ရင်မောရတယ်တတောင်တဲ့တတောင်စင်းနဲ့တောင်ပေါင်းများစွာကိုတရုတ်ဆိုင်ကတစီနဲ့လာခဲ့ရလို့သာချင်းတောင်ရဲ့အလှပတွေကိုမြင်ခွင့်ရခဲ့တာပါ။ တောင်တိုင်းမှာတော့နေအောင်ချောင်းပို့ပြီးတော့ထိန်ဝါနေတဲ့ငူးဝါတွေကနေရာအနှံ့ကိုတွေးခဲ့ရတယ်။၄နာရီဒီပါ ဆိုင်ငယ်စီးပြီးတော့ရစ်မျိုးကိုရောက်ခဲ့တယ်။ဒီတပ်ပုံတွေကတော့ပြည်တော်စုရိတ်တာအနေရိုက်ခဲ့ရတဲ့ပုံတွေပါ။ရီရေကန်ရဲ့အသေးပုံဖြစ်နေတဲ့နေရာကိုဒီနေရာကနေကြီးမှပဲအသေးပုံလေးကိုတိတိကျကျမြင်ရတာပါ။တောင်မမအပမဝင်ရအောင်ဆိုတော့လေတပ်ပုံရိုက်ချင်တော့လို့မရမက ခွင်တောင်းပြီးတော့ဝင်ခဲ့ရတာ။ ငငယ်လေးတည်းရောက်ဖူးချင်ငယ်တဲ့နေရာလေးကိုရောက်ခဲ့ရတော့အရန်ကိုပျော်ခဲ့ရတယ်။လူရီကန်ရဲ့အသေးပုံအောက်ချီနာအဆောင်လေးရဲ့နေရာတစ်ခုဖြစ်ပါတယ်။အပန်းပြေတဲ့သူတွေနဲ့စီကားနေတယ်။ကန်ထဲမှာလှေစီးလို့လည်းရတယ်။ကန်တစ်ပတ်ကိုလှေတစီးကိုတထောင်မှာလှေတော့မစီးခဲ့ပါဘူး။အိန္ဒိယကလူတွေလည်းသူတို့နတ်ဖျားတွေရဲ့ဝိညာဉ်တွေရှိတယ်လို့ယုံကြည်ပြီးတော့ဒီကိုအမြဲလာရောက်လက်ပတ်ကြတယ်တဲ့။အိန္ဒိယမြန်မာနယ်စပ်ကတရားဖြတ်ပြီးတော့သွားရုံနဲ့ဟိုဘက်နိုင်ငံကိုရောက်ပါတယ်။ ဘော်ဒါပတ်အတွက်တော့အရန်အန်အောင်မီရန်နာမည်တော့မမေးဘူးပေါ့နော်လက်မှတ်ကလည်းမထိုးခိုင်းဘူးပတ်စပို့ရှိတာတော့မမေးရဘူးနာမည်လည်းမမေးဘူးချိန်တလို့ဝင်ခွင့်ပေးရတာလေတကယ်ကိုနားမလည်ခဲ့ဘူးကိုတော့ရောက်ဖူးသွားတာပေါ့ရင်းနေအောင်မထင်တာအမှန်ကမီဆိုရန်ပြည်နယ်ပေါ့နော်ချင်းရွာလေးနေရာတော့ဘာမှမထူပါဘူးချင်းနဲ့အိန္ဒိယဆက်ထားတဲ့ကာပြားလေးကတော့အများကြီးပဲထိုင်းမလိုပဲရင်ကြောကပြောင်းမြန်ကိုရီးယားခက်တီတီမို့မှားလို့အော်ခံရသေးတယ် ိန္ဒိယလက်ဖေးတောက်မယ်ဆိုပြီးတော့ရှာသေးတယ်မတွေ့လို့ဒီတိုင်းပြန်ခဲ့ရတာကဲရီအကန်ယူလည်းနှုတ်ဆက်ပြီးပြီဆိုတော့ကြံနှန်းတဲ့တောင်ပေါ်လမ်းတွေကိုတော့ဖျက်ပြင်ရအောင်ပဲဆိုင်ကငားတဲ့ချင်းမရလဲကျွန်တော်တို့ချစ်ပါတယ်ပြန်မရောက်သေးဘူးလားဆိုင်ငယ်ဘာဖြစ်သွားသေးလဲတဲ့ဟဲဟဲအဲ့လိုမျိုးမေးတယ်ကိုရီးယားလည်းဆိုင်ငယ်ကျွမ်းပါတယ်ပေါ့ချောချောမွေ့မွေ့ရောက်တော့မယ်လို့ပြောလိုက်ရတယ်လူတော့မမေးဘူးနော်လို့ပြောတော့သူကလည်းဖြည်းဖြည်းတလဲနဲ့ပြန်ပြောရှာတယ် ဆိုင်ကဘာမှမဖြစ်ရင်လူလည်းဘာမှမဖြစ်ဘူးဆိုတာယုံကြည်တဲ့လေအဲ့လိုမျိုးပြောကြတာညနေ6:00နာရီခွဲလောက်မှာတော့ပြန်ရောက်တော့ရီမိုးချိုးပြီးတော့ညစာစားပြီးတော့လမ်းလျှောက်ထွက်ပါတယ်စန်နေလေဘာမှမဘာဆိုင်မှမရှိဘူးဘိုက်ကလည်းစားတာပေါ့ပတ်ဆိုင်အကိုကြည့်တော့ပတ်ဆိုင်ကမလောက်လို့ဆိုပြီးတော့ ATM မှာနေထုံမယ်ပေါ့မီးရမလာဘူးအဲ့ဒါနဲ့မီးလာတာနဲ့ KB ဆက်ဘန်ရှိတဲ့နောက်ချက်ချင်းတန်းပြပြီးတော့ပတ်ဆိုင်ထုတ်ဖို့စောင့်နေတာလူတွေကအများကြီးပဲတန်းစီနေရတာ အဲ့ဒါနဲ့ကိုကလည်းဖိတ်စာတာပေါ့နော်ဖိတ်စာတယ်ပြောတော့မှအစာပြေဆိုပြီးတော့ချင်းကပြောသေးလေးသူများစီကခဏစားရတယ်ထမင်းဆိုင်နေလည်းမရှိဘူးပိတ်ထားတယ်စန်းနေဆိုတော့လေအဲ့ဒါနဲ့မုံဆိုင်မှာငါတက်တာဘူးပေါင်ပေါင်ခောက်ဆွဲချောက်ဝယ်ပြီးတော့ကဲဆောက်ရဲ့လာတာဆောင်ပေါ်မှာစောင့်ပြီးတော့စားခဲ့ရတာပေါ့အေးဆက်နေတဲ့တောင်ပေါ်အမြင့်ပီ9000ကျော်မှာကော်ဖီလေးတောက်ပေါင်ပေါင်လေးစားခောက်ဆွဲပြုတ်လေးစားပြီးတော့ညစာကိုဖြတ်တန်းခဲ့ရတယ် ဒီတိတ်မျိုးရဲ့မျက်နှာခင်းလေးမှာပဲပြန်ရတော့မယ်ဆိုတော့မပြန်ခင်လေးနှုတ်ဆက်တဲ့အနေနဲ့မျိုးထဲမှာလမ်းလျှောက်ပြန်ရောအေးစိမ့်ပြီးရောနေလို့ကောင်းတဲ့တိတ်မျိုးကိုမခွဲချင်သေးဘူးလေနေရာတိုင်းကလှနေတော့တာပဲတိတ်ရဲ့ကော်လိုနီယယ်ဖြစ်တဲ့ဆောင်းအုံတွေကလည်းအများကြီးပဲအေးချမ်းပြီးရောထိတ်ဆိတ်တာသဘောချတဲ့သူတွေလာတင်းတဲ့မျိုးလေးတစ်မျိုးပေါ့မိုးရင်းဆိုရင်တော့အန်ရည်လေးရှိလောက်တယ်လာဖို့အတွက်ကလေလမ်းတွေကပြူရယ်လာမယ်ဆိုရင်တော့သတိထားမယ့်အချက်လေးတွေကတော့ရှိတာပေါ့ မြူတွေဖုံးနေတဲ့တိတိမျိုးရဲ့နိုင်စင်ပေးရဆိုင်လေးမှာကောင်စလောက်ဝိုင်းဝယ်ဖို့အဆင်မပြေခဲ့ဘူးချက်ချင်းဆိုသလိုကက်ဆောက်ရှိမှာပြန်မှုကားစောင့်နေပြီဆုံစည်းဖို့တော့ဤအမျိုးမျိုးတွေးပြီးတော့ရင်ခုန်ခဲ့ကြတယ်ခွဲခွာဖို့အတွက်ရောဘာလို့မပြင်ဆင်ခဲ့ပါလဲတိတိမျိုးရဲ့အပြန်လန်းဟာမြူခိုးတွေနဲ့ပြည့်နှက်နေတယ်ထပ်ပြီးတော့စုံစည်းဖို့ရောဘာကြောင်ရတွေကပြည့်နှက်နေအောင်မလဲမနဲ့ခင်းနှိုင်းအောင်လှနေအောင်မပဲ ျွန်တော်အတွက်ကတော့ cherry တွေဝင်နေတဲ့တိတိမျိုးဟာဘလောက်တောင်လှလိုက်မလဲတွေ့ရင်အိမ်ပြန်ခီးရလွမ်းစရာကောင်းနေပါတော့တယ်အဆုံးထိနားထောင်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်တိတိမျိုးသွားခဲ့တာတော့2018ခုနှစ်မှာဖြစ်ပါတယ်